မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မက်စလာ၄ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြိုင်မြို့နယ်စင်စင်ရွာဖုန်ကြီးကျောင်းကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေကျောင်းကနေပုံကျဲတက်ခတ်ရာပြည်သူတအုပ်သိဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ၄ရက်နေ့မနက်9:35မိနစ်ခန့်မှာအကြမ်းဖက်စစ်တပ်ကမြိုင်မြို့နယ်အနောက်ပိုင်းမှာရှိတဲ့ကိုင်းရိုးရွာအရှိတ်ဘက်တောနယ်စင်စင်ရွာဖုန်ကြီးကျောင်းကိုဂျက်ဖိုက်တာနဲ့လေကျောင်းတိုက်ခတ်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဲဒီလေကျောင်းတိုက်ခတ်မှုအတွင်းမှာစင်စင်ရွာဖုန်ကြီးကျောင်းအတွင်းထဲမှာရှိတဲ့ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ တဦးဟာခြေထောက်ပြတ်ပြီးတွေးထွက်လွန်ရာကနေပြီးတော့တေဆုံးသွားတယ်လို့သိရပါတယ်။အကြမ်းဖက်ဆက်တဲ့ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်စင်စင်ရွာဖုံကြီးကျောင်းဝဲအတွင်းထဲမှာရှိတဲ့အဆောက်အဦအလုံးနီးပါးထိခိုက်ပျက်စီးခဲ့ပြီးတော့ကမ်းရိုးရွာအရှိတ်တော်အတွင်းထဲမှာရှိတဲ့ထိခိုက်ပျက်စီးမှုအခြေအနေတွေကိုတော့ဆက်လက်ပြီးတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။ဘာတိုက်ပွဲမှာကိုမရှိဘဲနဲ့အကြောင်းမဲ့တက်တက်လာပြီးတော့ဘုံချဲသွားတာပါခြေထောက်ပြတ်သွားတဲ့ပြည်သူကတွေးထွက်လွန်ပြီးတော့တေဆုံးသွားတာပါဖုန်ကြီးကျောင်းဝင်းအတွင်းထဲမှာထိခိုက်ပျက်စီးမှုတွေများတယ်လို့ We Love မြိုင်အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိပ်တိုက်ပွဲသတင်းကတော့အေအာဗရီတိုင်းကာပေါင်းမြို့နယ်မှာရှိတဲ့ခမာယ308ရဲ့ကာကင်းစခန်းတစ်ခုကိုအရခတက်တော် AA နဲ့ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်စင်တိုက်ခိုက်သိမ့်ပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တာမောင်းမြို့မှာရှိတဲ့ခမာယာ308ရဲ့ကာကင်းစခန်းတစ်ခုကိုအခုမတ်လပထမပတ်အတွင်းမှာ AA နဲ့ပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့ပြီးတော့ခမာယာ308တရင်ကိုဆက်လက်ပြီးတော့တိုက်ခိုက်နေတယ်လို့စစ်ရေးသတင်းအမြင့်ထံကသိရှိရပါတယ်။ကာကင်းကိုရာသွားပါပြီ။တိုက်ရင်ကတော့ရာကနေပြီဆိုတဲ့အခြေအနေပါလို့စစ်ရေးသတင်းအမြင့်ကသတင်းပေးဖို့ပြောကြားလာပါတယ်။တာပေါင်းတိုက်ပွဲမှာခမာယာ308တာပေါင်းနဲ့ခလာယာ93မြောင်းများကစစ်ကောင်စီတပ်သားများအပြင်စစ်မှုထမ်းဥပဒေနဲ့ခေါ်ယူထား တဲ့စစ်ကောင်စီတပ်သားတင်များကိုပါအင်အားဖြင့်ကိုးဆောင်ထားတော့လေစစ်ကောင်စီဘက်ကတော့ထိခိုက်သေးဆုံးမှုတွေများပြားက ဗျူဟာမူးအဆင့်အထိတော့တည်ဆောင်းမှုတွေရှိနေတယ်လို့သိရပါတယ်။ကာပေါင်းမြို့နယ်မှာပြီးခဲ့တဲ့ဖေဖော်ဝါရီလ28ရက်နေ့ကနေစပြီးတော့တိုက်ပွဲများပြန်လည်ဖြစ်ပွားနေပြီးအေအေနဲ့ပူးပေါင်းတပ်များကကမောချင်းဂုံးကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။စစ်ကောင်စီဟာတိုက်ပွဲဖြစ်ပွားရာနေရာကိုကာပေါင်းမြို့ကနေပြီးတော့ဖော်ကား၄စီးပါတဲ့စစ်အင်အားအပြည့်နဲ့အင်အားတွေပို့ဆောင်ခဲ့ပြီးတော့စစ်တပ်၄ထီးများနဲ့ပါဘုံကျဲတိုက်ခိုက်ပြီးအပြင်းထန်ခုခံနေရတယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာဒဏ်ရာရရှိသူများနဲ့တေဆုံးတဲ့သူတွေကို တာပေါင်းနဲ့ပသိမ်မျိုးတို့ကိုခေါ်ဆောင်လာပြီးတော့ဈေးကုသပေးခြင်းမိသကြိုးခြင်းများကိုပြုလုပ်ခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီအုပ်စုခံစကိုင်းတိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်ရဲ့ခေမနဲ့ဒီချုပ်ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ရဲ့တမိအပါအဝင်ပြည်သူ၆ဦးကို PDF ထောက်ပံ့ဆက်သွယ်တယ်ဆိုပြီးတော့စွပ်စွဲချက်နဲ့စစ်ကောင်စီအုပ်စုကမက်လ3ရက်နေ့မနေ့ကဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီအုပ်စုခံထားတဲ့စကိုင်းတိုင်းဝန်ကြီးချုပ်ရဲ့ခေမညီအရင်းဖြစ်သူရဲ့ဇနီးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လက်ထက်ကစကိုင်းတိုင်းဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့တဲ့ဒေါက်တာမြင့်နိုင်ရဲ့တမိပြည့်သူအပါအဝင်ကာဘိုးရွာဒေသခံ6ဦးကိုဖမ်းဆီးသွားတယ်လို့ဆိုပါတယ်စစ်ကောင်စီအုပ်စုရဲ့ဝန်ကြီးဦးမြတ်ကျော်ဟာကာဘိုးရွာဇာတိဖြစ်ပြီးတော့မနေ့ကဖမ်းဆီးခံရတဲ့အထဲမှာဦးမြတ်ကျော်ရဲ့ခင်မဒေါက်တာမြင့်နိုင်ရဲ့တမိကာဘိုးရွာကလပိဆိုင်ပါရှင်တုံးနဲ့ဝမ်မွေးမြူရေးလောက်ကိုင်းနေသူတုံးနဲ့အခြား9ဦးတို့စုစုပေါင်း6ဦးကိုဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်စစ်ကောင်စီအုပ်စုခန့်ဝန်ကြီးချုပ်ရဲ့ခင်မလည်းပါတော့ ကျွန်တော်ထင်တာကတော့သူတို့ကိုထောက်ဖို့လုပ်တယ် PDF တွေနဲ့ဆက်သွယ်တယ်ဆိုတဲ့ပြစ်ချက်နဲ့ဖမ်းသွားတာလို့တော့ကြားတာပဲ PDF ထောက်ဖို့လုပ်တယ်ပေါ့ဗျာတရားမဝင်ဆက်သွယ်တာတွေကြောင့်ဖမ်းသွားတာလို့ဒေသခံတအုပ်ကရှင်းပြထားပါတယ်အခုလိုမျိုးဖမ်းဆီးမှုအပြင်ကမ်ဘလူးနဲ့အရှိချမ်းရွှေဘုံမြကြီးနာကားလမ်းဘေးမှာရှိတဲ့ပေကြီးနဲ့ငပြောတိုင်းရွာတွေကိုစစ်ကောင်စီအုပ်စုနဲ့ပြူစော်တိအဖွဲ့တွေကဖေဗူလာ20ရက်နေ့ကတည်းကစီးနင်းဖမ်းဆီးထားတဲ့ပြည်သူအယောက်30ကျော်ကိုလည်း ်ဒီကနေ့အထိလွတ်မြောက်လာခြင်းမရှိသေးဘူးလို့ဒေသခံသတင်းအကြီးအကဲတွေကပြောပါတယ်ဖေဖော်ဝါရီလ20ရက်နေ့ကဇီးကုန်းကြားဆက်စစ်ကောင်းစီအုပ်စုရဲ့အထိုင်စခန်းကနေအင်အားတရာကျော်နဲ့ရွှေဘုံမြေကြီးနားလမ်းဘေးကရွာတွေကိုရွာစဉ်လှဲ့လဲစီးနှင်းပြီးပေကြီးရွာအရောက်မှာပြည်သူအယောက်30ခန်းကိုစစ်ကောင်းစီအုပ်စုနဲ့ပြူစောတိအဖွဲ့တွေကဖမ်းဆီးခဲ့တယ်လို့သိရပါတယ်ဒါအပြင်ပေကြီးရွာနဲ့၃မိုင်ခန့်အကွာငပြောတိုင်းရွာကိုလည်းဖေဖော်ဝါရီလ23ရက်နေ့ကနေလက်ရှိအချိန်ထိကို စစ်ကောင်စီအုပ်စုနဲ့ပြူစော်တီပူပေါင်းအဖွဲ့စီးနှင်းဝင်ရောက်အထိုင်ချထားဆဲဖြစ်ပြီးတော့ရက်ကျေးပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တုံးနဲ့စစ်ဆောင်ပြည်သူ့နှအုပ်ကိုတပ်ဖြတ်ကာတောင်းအုပ်ကိုလည်းဖမ်းဆီးထားဆဲဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့ဘကိုးတိုင်းအုပ်ဖို့မြို့နယ်မှာအကြမ်းဖက်စစ်တပ်ကပြည်သူ၄ဦးကိုအကြောင်းမဲ့ဖမ်းဆီးသွားပြီးတဲ့နောက်ဖမ်းဆီးခံရတဲ့ဒုတိယတဲက အယတားပြည်သူကိုတင်ဆန်းကိုတပ်ဖြတ်ကရုပ်အလောင်းကိုလမ်းဘေးမှာဆုံးဖြတ်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ18ရက်နေ့မနက်9:00နာရီခန့်အချိန်မှာအုပ်ဖုံမြို့နယ်ချောင်းကောင်းအုပ်စုဆယ်ရွာမှာနေထိုင်တဲ့ကိုစောစီဖော်မီးကြောင်တေရွာမှာနေထိုင်တဲ့ကိုတန်းစော်၊ဆင်မြင့်ရွာမှာနေထိုင်တဲ့ကိုအနက်ခေါ်ကိုတင်ဆန်းနဲ့၎င်းရဲ့သားဖြစ်သူကိုချစ်တိုးခေါ်စောင်းဦးလွင်တို့ကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကအုပ်ဖို့မြို့နယ်စရရဖရုံးကို ပြစ်မှုတစုံတရာမရှိဘဲနဲ့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ဇန်နဝါရီလ22ရက်နေ့မှာအဲ့ဒီဖမ်းဆီးသွားတဲ့ဒူလီတဲကစင်မြင့်ရွာမှာနေထိုင်တဲ့ကိုအနက်ခေါ်ကိုတင်ဆန်းကိုအေးမြတာယာမျိုးပြူစောဒီခေါင်းဆောင်ဝနနဲ့စစ်သားများကမျက်လုံးကိုဓာတ်နဲ့ထိုးပေါက်နှိပ်စက်ပြီးတနက်နဲ့ပြစ်တက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတပ်ဖြတ်ပြီးတဲ့နောက်ဇန်နဝါရီလ22ရက်နေ့ညပိုင်းမှာရန်ကုန်ပြည်လမ်းဘေးမှာရှိတဲ့အုတ်ရှိကုန်းရွာထိပ်မှာကိုတင်ဆန်းရဲ့ရုပ်အလောင်းကိုဆုံးပြစ်ခဲ့တယ်လို့သိရပါတယ်။သူ့ကိုအုတ်ဖို့ဆရာဖရုံးမှာဖမ်းသွားတဲ့နေ့ကစပြီးတော့နှိပ်စက်နေတာပြည်သူလေး ၄ဦးလုံးကိုလည်း PDF နဲ့ပတ်သက်တယ်ဆိုပြီးတော့အစာမကျွေးဘူးရေလည်းမတိုက်ဘူးအိတ်လည်းမအိတ်ခိုင်းဘူးအိတ်ဓာတ်နဲ့ခြေထောက်တွေကိုရိုက်တယ်မီးဘူးနဲ့ကတ်တယ်ကိုအနက်က PDF နဲ့မပတ်သက်တဲ့သူတွေဆိုတော့ ဘာမှကိုမေးလို့မရတဲ့အစုံတက်ပြစ်လိုက်ပြီးအလောင်းကိုလမ်းဘေးမှာဆွန့်ပြစ်သွားတာလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါဗျ။အုပ်ဖို့မျိုးနယ်မှာပြူစောတီခေါင်းဆောင်ဝဏ္ဏကလူငယ်များကိုပြူစောတီအဖွဲ့တဲကိုအတင်းကျပ်ဝင်ခိုင်းနေပြီးတော့မူရဲ့ဆေးဝါးများကိုတုံးခိုင်းနေပြီးမတုံးတဲ့သူတွေကိုတက်ပြစ်မယ်ဆိုချင်းချောက်ကပြူစောတီအဖွဲ့ဝင်အင်အားများကိုလည်းတိုးချဲ့နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့မှာစစ်တပ်လက်အောက်ခံပြည်သူစစ်ခေါ်ပြူစောထီတွေကလမ်းသွားလမ်းလာနဲ့အရဲသားပြည်သူတွေကိုချိမ့်ချောက်ပြီးတော့လူရတာတွေပြီးခဲ့တဲ့ရပ်ပိုင်းအတွင်းမှာဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနက်အစောပိုင်းနဲ့ညပိုင်းအချိန်တွေမှာအရဲသားတွေကိုပျောက်ကြားယူနီဖောင်းဝတ်ထားတဲ့အမျိုးသား၅ဦးကပါတဲ့အဖွဲ့ကလုံခြုံရေးကိုအကြောင်းပြပြီးတော့တားဆီးစစ်ဆေးပြီးဖုန်းနဲ့ပတ်စံအိတ်တွေကိုအတင်းအဓမ္မတောင်းယူကလူရသွားတယ်လို့သိရပါတယ်။မက်စလာတရက်နေ့ကချမ်းမြသာစီမြို့နယ်ထဲမှာ၃မိန်တုတ်တုတ်နဲ့လာတဲ့အမျိုးသမီးငယ်တွေကို တားဆီးပြီးတော့ဖုန်းဆစ်မယ်ဆိုပြီးဖုန်းတွေကိုလူယူသွားတယ်လို့ကြုံတွေ့ခဲ့တဲ့အမျိုးသမီးငယ်ကပြန်လည်ပြောပြထားပါတယ်။ဖုန်းတွေကိုတန်းစီထုတ်ခိုင်းပြီးတော့ဟိုဘက်လက်နေဆိုပြီးဖုန်းတွေကိုအကုန်သိမ်းပြီးတော့ထွက်ပြေးသွားပါတယ်လို့အဲ့ဒီအမျိုးသမီးငယ်ကပြောပါတယ်။ဖေဗူလာကုန်ပိုင်းကလည်းချမ်းမြတာစီမြို့နယ်အောင်ပင်လေရက်ွက်မှာမနက်6နာရီကန်းကစိုင်းကယ်စီးတဲ့လူငယ်3ကိုတားဆီးပြီးဖုန်းတွေကိုတောင်းကလူရမှုဖြစ်ခဲ့သေးတယ်လို့သိရပါတယ်။သူတို့ကမတူးကားနဲ့လာတာကားထဲမှာပြည်သူ့စစ်အင်ဂျီချိတ်ထားတာမြင်လိုက်ရတယ်လို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတယ်။အသက်16နှစ်အရွယ်လူငယ်ကပြန်လည်ပြောပြထားပါတယ်။ စစ်ကောင်စီရဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာမန္တလေးမြို့မှာပြူစောထီလို့လူသိများတဲ့ပြူသူစစ်တွေကိုစစ်ကောင်စီကမွေးထုတ်နေပြီးတော့လက်နက်တပ်ဆင်ပေးထားတယ်လို့သိရပါတယ်ပြူစောထီတွေကိုရက်ွက်ထဲမှာကင်းပတ်ခိုင်းတာ ရက်ွက်ရုံတွေမှာလုံခြုံရေးယူတာလမ်းသွားလာတာအရသားတွေကိုစစ်ဆေးတာတွေအထိစစ်ကောင်စီကခွင့်ပြုထားတယ်လို့မန္တလေးတိုင်းမတရားနယ်တွေကတိုက်ပွဲတွေမှာလည်းအတုံးချနေတယ်လို့သိရပါတယ်။တစ်ဖက်မှာလည်းမန္တလေးမြို့ပေါ်ကဗမာမှုတွေမှာပြူစောထီးတွေပါဝင်နေတယ်ဆိုပြီးတော့စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ကပြန်လည်ဖမ်းဆီးရမိတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ရက်သက်တစ်ပတ်ကပသိမ်ကြီးမြို့နယ်မဲခင်ကုန်းချေးရွာရက်ွက်ရုံကပြူစောထီးဒုခေါင်းဆောင်မှန်ကြီးဆိုသူကိုဗမာမှုနဲ့ရဲတွေကဖမ်းဆီးဆစ်ဆဲခဲ့ကြောင်းတင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းခမောင်ကြီးမြို့အကြမ်းဖက်စစ်တပ်စစ်စေးရိတ်ဂိတ်မှာရဲနဲ့ပြည်သူ့စစ်များကကားတစ်စီးကိုငွေကျပ်2000ကနေပြီးတော့5သိန်းအထိချိန်းချောက်တောင်းခံနေတဲ့အပြင်ကုန်ကားများကိုစစ်တပ်ရိတ်ခါများအတင်းအဓမ္မချောဆွဲပြီးတော့ပို့ဆောင်ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကော့တောင်းမြို့ကနေပြီးတော့ဗိတ်နဲ့ရန်ကုန်ကိုထွက်လာတဲ့ကုန်ကားများကိုခမောင်ကြီးမြို့စစ်စေးရိတ်ဂိတ်မှာ ရဲနဲ့ပြည်သူစစ်များကငွေကျပ်9000ကနေပြီးတော့9သိန်းအထိအစမတန်ငွေကြေးတွေတောင်းခံနေပြီးဘုံပြင်းကနေပြီးတော့ကော်တောင်းမြို့ကိုထွက်တဲ့ရေထွက်ပစ္စည်းများတင်ပို့တဲ့ကုန်ကားများကိုလည်းအ ਨੇ စုံငွေကျပ်2000ချင်းချောက်တောင်းခံနေခြင်းဖြစ်တယ်လို့သိရပါဗါတယ်ကော်တောင်းမြို့နယ်မှာရှိတဲ့ခမောက်ကြီးမြို့ဆစ်ဆေးရိတ်ဂိတ်မှာ ခမောင်ကြီးစခန်းမှုရဲအုပ်ကကော်တောင်းမြို့ကနေဘိမ့်မြို့နဲ့ရန်ကုန်မြို့ကိုတင်ပို့တဲ့ကုန်တင်ကားများထံကနေပြီးတော့ကုန်ကားတစ်စီးကိုအ ਨੇ ဆုံးငွေကျပ်9000ကနေပြီးတော့ငွေကျပ်9သိန်းအထိတောင်းခံနေပြီးတော့ပတ်စံမပေးတဲ့ကုန်ကားများကိုအကြောင်းမြို့မြို့ပြပြီးတော့အချိန်ကျကြအောင်လှုပ်ဆောင်နေတယ်လို့သိရပါတယ်။ကော်တောင်းမြို့ကနေပြီးတော့ဘိမ့်မြို့နဲ့ရန်ကုန်မြို့ကိုကုန်ပစ္စည်းများတင်ပို့ရမှာ ခမောင်ကြီးစစ်စေးရိတ်ဂိတ်ကိုဖျက်ရတဲ့ကားအရေးအတွက်ဟာနေ့စဉ်အစီးရေ90ကနေပြီးတော့100ကျားရှိတယ်လို့သိရပါဗျ။ရခင်ကကုံကားနဲ့ခီးတဲ့ကားများဟာခမောင်ကြီးစစ်စေးရိတ်ဂိတ်မှာပုံမှန်ငွေကျပ်9000နဲ့တပ်တောင်းပေးနေရာကနေအခုလိုမျိုးအစမတန်ငွေကြေးတောင်းခံနေတဲ့အတွက်အခက်အခဲများကြုံတွေ့နေရတယ်လို့ကုန်တင်ကားသမားများနဲ့ကုန်တယ်လုပ်ငန်းရှင်များကညှိတွားနေကြပါဗျ။ဒါအပြင်အရင်ကခမောင်ကြီးမြို့မှာအတုပကားမောင်းနေခဲ့ပြီးတော့လက်ရှိမှာပြည်သူ့စစ်ခေါင်းဆောင်လုပ်နေတဲ့ကိုလက်ဆိုသူဟာလည်း ဗုတ်ပြင်းမျိုးဘက်ကနေကော့တောင်းမျိုးဘက်ကိုရေရွက်ပစ္စည်းတင်ပို့တဲ့ကုန်ကားများထံကနေပြီးတော့ငွေကြက်အနည်းဆုံး2000ပေးဆောင်ရန်တောင်းခံလေးရှိတယ်လို့သိရပါဗျ။သူတောင်းတဲ့ပတ်စံကိုမပေးရင်ကာသမားတွေကိုနီလန်အမျိုးမျိုးနဲ့ချိန်မောင်ဆဲဆိုပြောပြီးတော့အချိန်ကျန်ကြအောင်ဆောင်ရွက်လေးရှိပါတယ်။ စစ်စေးရေးဂိတ်ကိုဖြတ်သွားတဲ့ဆိုင်ကယ်စီးတဲ့ဒေသခံပြည်သူတွေကိုလည်းကိုလက်ကဆိုင်ကယ်ကိုဆင်းတွန်းခိုင်းနေရှိပြီးတော့ဆိုင်ကယ်ဆင်းမတော်မှာကအမျိုးမျိုးချိန်ပေါင်းဆဲဆိုပြောဆိုပြီးတော့ချင်းချောင်စကားများလည်းပြောဆိုလို့ရှိတယ်လို့သိရပါတယ်ပြည်သူ့ဆက်အဖွဲ့ကကိုဖုံးဆိုသူဟာလည်းခီးသွွားပြည်သူများအဖို့ကိုနိုင်တဲ့စီးနေပြောဆိုဆက်ဆံပြီးတော့ခီးသွွားထောက်ခံချက်မပါရှိတဲ့ခီးသွွားပြည်သူများကိုဖုံးဆက်ခိုင်းပြီးတော့ ဖမ်းနိုင်မယ်ဆိုပြီးတော့ချင်းချောက်ပြောဆိုပြီးဝင်ညစ်လေရှိတယ်လို့သိရပါတယ်ခမောင်ကြီးမျိုးဆက်ဆေးကြီးဂိတ်မှာစစ်တပ်ကအကူအညီတောင်းတယ်ဆိုပြီးတော့ဒေတာတွင်းမှာရှိတဲ့ကုံကားများကိုမကြာခဏချောဆွဲပြီးစစ်တပ်ရိတ်ခါနဲ့စစ်သားများကိုပို့ဆောင်ပေးရခြင်းစစ်တပ်အတွက်လိုအပ်တဲ့တဲကြောင့်နဲ့အခြားကုန်ပစ္စည်းများကိုတင်ပို့ပေးရခြင်းများအတွက် ဒေသခံကာကွယ်တပ်ဖွဲ့များရဲ့အရေးယူခံရမှာကိုလည်းစိုးရိမ်မှုများဖြစ်ပေါ်လျက်ရှိတယ်လို့သိရပါတယ်။စစ်တပ်ရဲ့ထောက်ပုတ်ရန်အောင်ဆိုတဲ့လူဟာလည်းပြည်သူ့ကာကွယ်အဖွဲ့များရဲ့ရှင်းလင်းမှုကိုခံထားရတဲ့အတွက်ကုံကားချောဆွဲခံရတဲ့သူတွေဟာကြောက်လန့်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ဖအံမျိုးအမှတ်1အလုံယုံတက်ခွဲလျှက်စစ်က စစ်မှုထမ်းတပ်သားတိဟိန်းထအောင်ဟာအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ6ရက်နေ့မှာအမတ်15တဲ့အလုံယုံတက်ခွဲလျက်စစ်ဖအံကစစ်မှုထမ်းတပ်သားတိဟိန်းထအောင်ဟာတောင်ပိုင်းစစ်ဒေသပြည်သူ့ကာကွယ်ရေးတပ်မတော်ကိုဆက်သွယ်ပြီးတော့ဗတ်ပြောင်းခိုးလုံလာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တပ်သားဟိန်းထအောင်ဟာမန္တလေးကနေရန်ကုန်ကိုအလုပ်ပြောင်းလာရာကနေအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးဆစ်ဆီးခြင်းကိုခံရပြီးတော့မှတ်ပုံတင်မှာရှင့်မြင်းဆောင်ဖြစ်နေတဲ့အတွက် PDF ဆိုပြီးတော့ဆွဆွဲခံရခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများကစစ်တပ်ထဲကိုဝင်ရန်ဒါမှ မဟုတ်ပင်လယ်ထဲမှာငါးဖန်းလိုက်ရန်ရွေးချယ်ခိုင်းပြီးတော့ပင်လယ်ထဲရောက်ရင်လွတ်လန်းမရှိတဲ့အတွက်တက်သေးကိုဝင်ရောက်ရသာရွေးချယ်ခဲ့ရတယ်လို့သိရပါတယ်။စစ်တပ်နှမ်းမှာလည်းကြီးနိုင်ငံကြီးနဲ့လှုပ်ဆောင်ပြီးတော့မကြိုက်ရင်မကြိုက်သလိုရိုက်နှက်ခြင်းအနိုင်ကျင့်ခြင်းများရှိပြီးတက်သားဟင်းထအောင်ကိုလည်းရေသုံးတာများလို့ဆိုပြီးတော့နရင်းကိုရိုက်ခြင်းကြောင့်နားတွေကတွေးတွေထွက်ကာနားတစ်ဖက်မကြားရတဲ့အထိဖြစ်သွားတယ်လို့သိရပါတယ်။ဟင်းထအောင်ဟာ2024ခုနှစ်ဧပြီလ26ရက်နေ့မှာစစ်တပ်နှမ်းဆင်းခဲ့ပြီးတော့2024ခုနှစ်မေလ9ရက်နေ့မှာ အမှတ်တင်ငါတက်အလုတ်ယုံတက်ခွဲလျက်ဆက်ဖအံကိုရောက်ရှိလာပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီလက်အောက်ကနေလွတ်မြောက်ရန်နီလန်မျိုးစုံနဲ့စူးစမ်းခဲ့တယ်လို့သိရပါတယ်။ယခုအချိန်မှာတော့တတဟင်းထအောင်ဟာပြည်သူလူထုကိုနီလန်မျိုးစုံနဲ့အနိုင်ကျင့်ဗိုလ်ချနေတဲ့အကြမ်းဖက်စစ်ကောင်စီတက်ကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တအူးအနေနဲ့ပြန်လည်ပြီးတော့တိုက်ထုတ်မှဖြစ်တယ်လို့သိရပါတယ်။ စစ်မှုထမ်းဥပဒေနဲ့စစ်တပ်ထဲကိုရောက်ရှိလာသူများအနေနဲ့လွတ်လန်းမရှိတော့ဘဲအသက်အန္တရာယ်ရှိတဲ့ရှေ့တန်းကိုပဲရောက်ရှိမှာဖြစ်တယ်လို့သိရပါဗျ။နောက်တန်းကိုပြန်ရောက်လာနိုင်တော့မှမဟုတ်တဲ့အတွက်အတက်နိုင်ဆုံးစစ်မှုထမ်းထဲမှာမပါဖို့အတွက်သတိနဲ့နေစေချင်ပါတယ်လို့တောင်ပိုင်းစစ်တွေကအတိပေးပြောဆိုထားပါဗျ။အလားတူပဲချင်းပြည်နယ်တိတိမ်မြို့ခလိုက်ရ269တိုင်ရင်ကတက်ချက်ကြီးမင်းမင်းဟာလည်းလက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့ကြောင်း PDF ဇိုလန်ကသတင်းထုတ်ပြန်ထားပါတယ်ဖေဖော်ဝါရီလ25ရက်နေ့မှာတီးတိမ်မြို့ခလိုက်ရ269တိုင်ရင်က တက်ချက်ကြီးမင်းမင်းဟာလက်နဲ့ခဲများကိုယူဆောင်လာပြီးတော့ PDF ဇိုလန်ထံကိုအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး BNDA ကင်းရှင်းပြီးတော့အကြပ်ဖတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ